အားလုံးပဲမင်္ဂလာပါ။ ထိုင်းနိုင်ငံကပီမှာမင်းမင်းဆိုတဲ့အသက်26နှစ်အရွယ်မြန်မာနိုင်ငံသားက46နှစ်အရွယ်ထိုင်းနိုင်ငံသားကိုဒါနဲ့တူတယ်မှုဖြစ်ခဲ့ပါတယ်။ဖြစ်စဉ်အသေးစိတ်ကတော့မင်းမင်းဆိုတဲ့မြန်မာနိုင်ငံသားကိုထိုင်းနိုင်ငံသား LGBT တယောက်ကချစ်ကြိုက်နေပါတယ်။ထိုင်းနိုင်ငံသား LGBT ကတစ်တီးရောက်ပါတယ်။ဒီလိုတစ်တီးရောက်နေတော့မှမင်းမင်းရဲ့တကယ်ချင်းမြန်မာနိုင်ငံသားနှစ်ယောက်ရောက်လာပြီးထိုင်းနိုင်ငံသား LGBT ကိုဝိုင်းရိုက်ပြီးဒါနဲ့လည်းခောက်ခဲ့ပါတယ်ဆိုပြီး LGBT ကစွပ်စွဲပြောဆိုပါတယ်။အဲ့ဒီကိစ္စပြီးတော့မင်းမ မင်းက LGBT ရှိတဲ့လမ်းကိုဈေးဝယ်ဖို့ရောက်လာတဲ့အချိန်မှာတော့ LGBT ရဲ့ဆွေမျိုးဖြစ်တဲ့သူတွေကမင်းမင်းကိုဝိုင်းရိုက်ကြပါတယ်။ဒါလို့ဝိုင်းရိုက်ကြတာလဲဆိုတော့မင်းမင်းကသူ့တငယ်ချင်းနှစ်ယောက်ကို LGBT ကိုရိုက်ဖို့လွှတ်လိုက်တယ်လို့ထင်ပြီးမင်းမင်းကိုဝိုင်းရိုက်ကြတာပါ။မင်းမင်းလည်းအရိုက်မခံရဘူးပြင်းရင်လွှားရင်းနဲ့အနောက်ကလိုက်လာတဲ့46နှစ်အရွယ်ထိုင်းနိုင်ငံသားရဲ့လက်ပင်ကိုမိမိကိုယ်ကိုကာဝယ်ရင်းခြွန်ထက်တဲ့အရာတစ်ခုနဲ့ထိုးလိုက်မိပါတယ်။ပြီးတော့အိမ်ကိုတမ်းပြန်သွားလိုက်ပါတယ်။အိမ်ရ ောက်တော်မင်းမင်းကကျွန်တော်လူတစ်ယောက်ရဲ့လပင်းကိုထွန်တက်တဲ့အရာတစ်ခုနဲ့ထူလာပြီးပါတယ်လို့သူ့မိကိုပြောပြပါတယ်။တီးတာနဲ့ချက်ချင်းပဲဆိုင်းကေဘိုကိုတက်ပြီးအိမ်ကနေရှောင်ထွက်သွားလိုက်ပါတယ်။ခဏနေတော့ရဲတွေရောက်လာပြီးမြဲ မင်းမင်းကတော့ရှောင်ထွက်သွားလိုက်ပါပြီ။နောက်တော့မင်းမင်းကိုဘင်္ဂလိုတခုမှာဖမ်းဆီးရမိခဲ့ပါတယ်။အမှုအသွာလာကိုစစ်ဆေးကြည့်တဲ့အချိန်မှာတော့မင်းမင်းကိုကြိုက်နေတဲ့ LGBT ရဲ့သူ့ကိုဝိုင်းရိုက်တဲ့သူတွေကမင်းမင်းတို့မိသားစုကိုအရင်ဆုံးခဏခဏပြဿနာရှာကြတယ်လို့မင်းမင်းကပြောပြပါတယ်။ LGBT ရဲ့ရည်စားဖြစ်သူကလည်းမင်းမင်းရဲ့အမိကိုခဏခဏချိန်ချောက်စကားတွေပြောပြီးဖုန်းနံပါတ်လည်းတောင်းမှုပါတယ်တဲ့။တီးတော့တခါကအိမ်ထဲအထိဝင်လာပြီးမင်းမင်းအမိကိုဘောင်းမီဆွဲချုပ်ပြီးတာမ ပြုခြင်းဖို့စ조사ဘူးတယ်လို့လဲမမင်းရဲ့အမေကတည်င်းတောက်တွေကိုငိုယူပြီးပြောပြပါတယ်မမင်းတို့တာမိတွေနေတဲ့တိုက်ခန်းကတိုက်ခန်းပိုင်ရှင်ထိုင်းနိုင်ငံသားအဖွားအုပ်တူကလည်းမမင်းတို့တာအမိကို LGBT နဲ့သူ့ရဲ့လူတွေကခဏခဏပြဿနာလာရှာနေကြတာကိုတွေ့တယ်လို့တည်င်းတောက်တွေကိုပြောပြပါတယ်အခုလက်ရှိကတော့46နှစ်အရွယ်ထိုင်းနိုင်ငံသားကိုမမင်းကခြုံထက်တဲ့အရာနဲ့လက်ပင်းကိုထိုးလိုက်တာကြောင့်စိုးရိမ်ရတဲ့အနေအထားနဲ့စေကူသားလျက်ရှိပါတယ်မမင်းကတော့သူကျွလွန်လိုက်တဲ့ပြမှုကြောင့်တရား ဆွေးခွန်သားရဖို့ရှိပါတယ်။ထိုင်းနိုင်ငံရောက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအားလုံးဘေးအန္တရာယ်တွေကင်းပြီးအလုပ်ခိုင်တွေအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။